ါရှင်မေလာ23ရက်အင်္ဂါနေ့ရွှေရံကုန်ရဲ့ရန်ကုန်တခွဲသတင်းစွန်လင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့ခရမ်းမြို့ရင်ငလျင်ဘေးတင်ဒေသများသို့စာရောက်လှူဒန်းရန် အထူးဓမ္မသဘင်ပွဲကျင်းပမယ်ဆိုတဲ့သတင်း။ ရန်ကုန်တိုင်းဒေသကြီးခရမ်းမြို့နယ်တွင်မြို့နယ်တန်ခါနိုင်ရကာဆရာတော်များနှင့်တရကဒါရကာမများစုပေါင်းပြီးငလျင်ပေးတင်ပြီးအသက်ဆုံးရှုံးခရသူအပေါင်းတို့အားယေရှုကုသိုလ်ပြုအထူးတမသဖြင့်ပွဲကိုမေလ19ရက်နေ့20ရက်တွင်တကြမာရစိန်သွန်ဖရာကြီးတဒနာဗိမာန်မှကျင်းပမှဖြစ်တယ်လို့သိရပါတယ်မေလ19ရက်တွင်နိုင်ငံကျော်ဓမ္မကတိကမြန်မာဆရာတော် ဗဒန္နာသတ္တမနဲ့မေလာ20ရက်တွင်ခယန်းဆရာတော်ဗဒန္နာ အင်ကျော်ဘာသာဆရာတော်များကနေပံရကြောင်းတရားများဟောကြားတော်မူကြမှာဖြစ်တယ်လို့သိရပါရဲ့ရှင်။ဒီသတင်းကိုတော့နှင်းနှင်းကပြပို့ထားပဲဖြစ်ပါတယ်။ဆလာဒင်စမဲတဲ့ငါတော့ထရပင်မြူနယ်ရင်ကြောင်းအနှံရေးတဲ့ပတ်မြေဆိုင်ပိုစတာဆိုက်ထူတဲ့တဲ့ 2025-2026ပညာသင်နှစ်အတွက်ကျောင်းအပ်နေရေးသတင်းပန်းမြေဆိုင်ပိုစတာဆိုက်ထူးခြင်းအခမ်းအနားကိုမေလ12ရက်နေ့နေ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးထန်လပင်မြို့နယ်ပညာရေးမှူးရုံးနယ်မြို့မဆေးရှိသူတွင်ပြုလုပ်ကြောင်းသိရပါသည် မြေဆိုင်ပိုစတာစိုက်ထူရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်နိုင်ဦးနယ်အဖွဲ့ဝင်များမြို့နယ်ပညာရေးမှူးဒေါက်ကျီကျီမြင့်နယ်ဆရာဆရာမများမြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနဲ့ရက်ွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများကကျောင်းအပ်နေရေးတရင်ပန်းမြေဆိုင်ပိုစတာကိုစိုက်ထူကြကြောင်းသိရပါသည် အခြေခံပညာကျောင်းများတွင်ကျောင်းအလက်ခံခြင်းများကိုမေလ22ရက်နေ့မှ စတင်ဆောင်ရွက်တော်မှာဖြစ်ပြီးကျောင်းအနှံ့ရေးတင်ပတ်အဖြစ်2025ခုနှစ်မေလ22ရက်နေ့မှစွန်လာတရက်နေ့အထိသတ်မှတ်ထားရှိကြောင်းသိရပါရရှင်။ဒီတင်ကိုတော့စင်မင်းထိုက်ကပေးပို့ထားပဲဖြစ်ပါတယ်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့တာမွေမြို့နယ်မှာကြပြာရေးစနေတင်နန်းဖွင့်လှစ်တဲ့သတင်း ရန်ကုန်တိုင်းဒေသကြီးတောင်မွေးမြို့နယ်ပြန်ကြားရေးနှင်းပြည်သူဆက်ဆံရေးဦးစီးဌာနရဲ့စီစဉ်မှုဖြင့်မေလာစနေရက်နေ့ပိုင်းကလူမှုအခြေပြုဘဟုဌာန Community Center ခမာရင်ကပြရေးစက်နေတင်နန်းဖုံးပွဲပြုလုပ်ရာမြို့နယ်ပြန်ကြားရေးနှင်းပြည်သူဆက်ဆံရေးဦးစီးဌာနမှဦးစီးရာရှိဒေါ်မုံမိုးအောင်ကတင်နန်းဖွင့်လျက်ခြင်းနဲ့ပတ်သက်ပြီးအဖွဲ့မှစကားပြောကြားပါရယ် တင်တန်းတွင်ဂီတအစဆိုးမျိုးနွယ်ဆွေစာရေးဆရာမောင်နေတွင်ကသင်စာပေးမှဖြစ်ပြီးတာမွေမြို့နယ်တွင်ရှိကျောင်းသားကျောင်းသူလူငယ်များတယောက်ကြကတင်တန်းကာလမေလာ၁၂ရက်မှ၁၆ရက်နေ့အထိဖြစ်ကြောင်းသိရပါသည်ဒီသတင်းကိုတော့နိုင်လင်းအောင်ကပြပိုထားပဲဖြစ်ပါရဲ့ရှင်ထမတ်တဲ့စမဲတဲ့ရင်ကတော့ပစွန်တောင်မြို့နယ်တွင်ဘေးစိတ်ဂရမတင်တန်းဖွင့်လှစ်တဲ့တဲ့ရင် ရန်ကုန်တိုင်းဒေသကြီးပစံတောင်မြို့နယ်ပြည်ဆိုင်နေပြည်သူဆက်ဆံရေးဦးစီးဌာနနယ်မြို့နယ်မြို့သမီးရေရာတို့ပူပေါင်းဖွင့်လှစ်သောနှွေရသည် Basic Grammar သင်တန်းဖွင့်ပွဲကိုမေလ၁၂ရက်နေ့ပိုင်းကလူထုအခြေပြုဗဟိုဌာနတွင်ပြုလုပ်ကြောင်းသိရပါသည်။သင်တန်းဖွင့်ပွဲတွင်ပစံတောင်မြို့နယ်ပြည်ဆိုင်နေပြည်သူဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်ဟန်စုရင်ကသင်တန်းဖွင့်လှစ်ရခြင်းရဲ့ရည်ရွယ်ချက်ကိုပြောကြားပါသည်။ တင်တန်းတွင်ဆရာမကြီးရွှေရင်နူပညာရေးကသင်ကြားပေးမှာဖြစ်ပြီးမြို့နယ်တွင်ရှိအခြေခံပညာကျောင်းများမှကျောင်းသားကျောင်းသူ20ဦးတယောက်ကြားကတင်တန်းကာလမေလ12ရက်မှ23ရက်နေ့အထိရက်သတ္တပတ်နှစ်ပတ်ကြာမြင့်မှာဖြစ်တယ်လို့သိရပါတယ်ဒီသတင်းကိုတော့ဟန်စုရင်ကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်ဆလတ်တင်ဆမဲတဲ့ရင်ကတော့တန်လင်းမြို့နယ်တစ်တော်ဦးစီးဌာနကမိုးရွာသည်တစ်ပင်ဆိုင်ပြိုရန် ပြိုးပင်ပေါင်း3500ကျော်ပြိုထောင်ထားရှိရတဲ့တဲ့ရင် တန်လင်းခရိုင်တန်လင်းမြို့နယ်တတော်ဦးစီဌာနကမိုးရသည်တပင်ဆက်ပြိုရန်တမဲဖြူရွှေဝါမန်ချန်ရှားမဟောဂနီပင်ကရိုစရဲပြိုပင်ပေါင်းတသိန်း5000ကျော်ပြိုထောင်ထားရှိကြောင်းသိရပါသည်တန်လင်ခရိုင်တတော်ဦးစီဌာနမှ ပြိုးပင်များအားပြည်သူဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အခြေခံပညာကျောင်းများသို့ အခမဲ့ဖြန့်ဝေပေးသောမှာဖြစ်ရာလူထုဖြန့်အတွက်ပြိုးပင်9500ပင် စိုက်ခင်အတွက်9,650ဘင်းတို့ကို ပြူထောင်ထားရှိပြီးပင်လယ်ကယူရန် အနီးနေပြည်သူများတို့တမဲနယ်ဖြူးရွှေဝါပြိုပင်တို့ကို ဖြန့်ဝေတော်မှာဖြစ်သောမြို့နယ်တော်ဦးစီးဌာနမှသိရပါဗျ။ဒီသတင်းကိုတော့ဖြိုတိဟာကပေးပို့ထားပဲဖြစ်ပါရဲ့ရှင်။ရွှေရကုန်ရဲ့ရန်ကုန်တခွင်သတင်းစော်လေးကိုတင်ဆက်ပေးကြတာပဲဖြစ်ပါရဲ့။ကြည့်ရှုပါပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါရဲ့ရှင်။